အိုး online ကနေဝင်ငွေရှာမယ်ပြီးတော့ငွေချေးရလွတ်လပ်ခွင့်ရမယ်ဆိုတဲ့အတွေးကလေတော်တော်များများကိုဆွေးဆောင်နေတော့မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါဒီနေ့တော့လေ Richard Gerson ရေးထားတဲ့စာအုပ် online ကနေဝင်ငွေရှာနိုင်မယ့်နီလန်သုံးငယ်ဆိုတဲ့စာအုပ်ထဲကအထူးအချက်တွေကိုအတူတူကြည့်ရအောင်ကောင်းပါပြီအဓိကကတော့ဒီစာအုပ်ထဲကလက်တွေ့ကြတဲ့အတုံးဝင်နိုင်တဲ့အတွေးခေါ်တွေကိုဆွေးနွေးကြည့်ကြတာပါ စိတ်ဝင်စားစရာကောင်းပဲအရင်မြစ်တစ်ခုပဲဒီစာအုပ်ကဟိုအလွယ်ချမ်းသာနီးလမ်းညွန်မျိုးတော့မဟုတ်ဘူးအိုးဂျိုးစာအားထုတ်မှုရဲ့စနစ်တကျချင်းကတ်မှုရဲ့လိုတယ်ဆိုတော့သူကအလေးပေးထားတယ်အဲအောင်မြင်ဖို့အဓိကအချက်သုံးချက်ကိုလည်းထောက်ပြရတယ်ဟုတ်ကဲ့ဗာဒမရလဲဒီခုကကိုစီကိုလူတွေလာဖို့ပို့ traffic လို့ခေါ်တာပေါ့လေနောက်တစ်ခုကတကယ်တန်ဖိုးရှိတဲ့အကွန်ဘေးစီတောင်မှဝန်ဆောင်မှုရှိဖို့อืมอืมပြီးတော့အရေးကြီးဆုံးကယုံကြည်မှုတည်ဆောက်နိုင်ဖို့ပဲဟုတ်ကဲ့ traffic ဆိုတာကအရေးအတွက်ထက်အရေးအတွေးကိုပြောချင်တာထင်တယ်။ဝယ်ထားတဲ့ email list တွေကတိတ်အလုံးမဖြစ်ဘူးလို့စာအုပ်ထဲမှာပါတယ်နော်။အတိအကျပဲ။ဟုတ်တယ်။စိတ်ဝင်စားရဲ့လူထောင်ချီလာတာထက်ဆိုင်လေ။တကယ်စိတ်ဝင်စားတဲ့ပရိသတ်အနေငယ်ကပိုတန်ဘူးရှိတယ်လို့ဆိုလိုတာ။ဟုတ်ကဲ့။ဆိုတော့အဲ့ဒါကြောင့်ကိုပိုင် website ဒါမှမဟုတ် blog ရှိဖို့တာအရေးပါလာက။ Bluehost တို့ WordPress တို့လိုမျိုးတုံးပြီးကိုယ့်ရဲ့ digital နေရာလေးတစ်ခုတည်ဆောက်ထားလိုက်တော့ ိုလူမှုကွန်ရက်တူဘောကမရေရာမှုလေချာမှာကိုပိုင်ထင်းချုံမှုရတာဗိုလ်လေอืมဟုတ်ပြီအဲ့လိုကိုပိုင်နေရတိဆောက်မယ်ဆိုရင်ယင်းနီမျိုးနာမှုကိစ္စရှိလာပြီအမ်ဘတ်ဂျက်နေနေနဲ့ဆလို့ရလာဒါမှမဟုတ်ဝင်များများတုံးမှပုံများနာမျိုးလာစောက်ကာရဘလို့အကြံပြုထားလဲအဲ့လိုအချက်နဲ့ပတ်သက်လို့စောက်ကမြတာတဲ့အမြင်ပေးထားတယ်ဘတ်ဂျက်နေနေနဲ့လဲဆလို့ရတယ်ဒါပေမဲ့အချိန်တော့ပို့ပြရမှာပေါ့ကိုယ်တိုင်လောက်ရတာပုံများမယ်လေဟုတ်ကဲ့ဟုတ်ပါ ဘတ်ဂျက်များများသုံးနိုင်ရင်တော့ဟုတ်တယ်လုပ်ငန်းစဉ်တချို့ကိုအရှိန်မြင့်လင်တာပေါ့ကြော်ညာတွေပါတယ်လို့မျိုးလေဒါပေမဲ့အန်တီရယ်လဲပုံများလာနိုင်တယ်ဟုတ်ပါစာအုပ်ထဲမှာစိတ်ဝင်စားစရာနိုင်ရှိမှုတခုလွတ်ပြထားတယ်ကိုယ့်ရဲ့ online လုပ်ငန်းကနေရနိုင်မဲ့အရိုးအမြန်ကလေအစိုးရ bond လို့မျိုးတော်တော်လေးစိတ်ချရတဲ့ယင်းနှမြွတ်နှမှုကရတဲ့90%လောက်အတိုးအနှုန်းထက်တိတိတာတာပုံမြင့်နေရလားဆိုတာကိုချင့်ချေဖို့ပြောထားတယ်အော်လက်တွေ့ကြတဲ့နိုင်ရှိမှုပဲဟုတ်တယ် နောက်ပြီးတော့ stock to forex တို့လို့မတည်ငြိမ်တဲ့နေရာတွေနဲ့ရင်းရံကောကိုယ့်ရဲ့အားထုတ်မှုနဲ့အချိန်ပေးရလားတန်ရဲလားဆိုတာမျိုး တွက်ချက်ဖို့လက်ညွန့်ပေးထားတာဒါတော်တော့လက်တွေ့ကြတဲ့ချိန်ကမှပဲကဲဆိုနီလဲနေဘက်ကိုနမဲလက်ကြည့်အောင် ကိုပိုင်ကျန်းကျင်မှု ကိုအသုံးချတဲ့နီလဲနေအရင်စပြောကြည့်မလားဟုတ်ကဲ့စာအုပ်ထဲမှာအသားပေးထားတာကအဲ့ဒါပဲကိုယ့်ရဲ့ကျန်းကျင်မှုကိုယ့်ဝါသနာကိုဝင်းဝဲအဖြစ်ပြောင်းတာဥပမာ ebook ရေးရောင်းတာမျိုးအင်း online course တွေဖန်တီးတာမျိုးပေါ့ ဒီတရားမှာစာရေးတူကပါပြောလဲဆိုတော့ကျေပြည့်တဲ့ခေါင်းစဉ်ကြီးမဟုတ်ဘဲနဲ့ကိုတကယ်ကျွမ်းကျင်တဲ့တီးတဲ့နယ်ပဲ niche လေးတစ်ခုကိုအာယုံစိုက်ဖို့အကြံပေးထားတယ်။ဟုတ်ကဲ့ niche ကအရေးကြီးတာပေါ့နော်။ဟုတ်တယ်။နောက်တစ်ခုက အလွတ်တန်းဝန်ဆောင်မှုတွေလေးစာရေးတာ website ဖန်တီးတာ SEO ပေါ့ Google မှာကို website ကိုရှာလို့လိုရအောင်လုပ်ပေးတဲ့ဝန်ဆောင်မှုမျိုးလေးပေါ့။အင်းဟုတ်ဒါကကိုပိုင်ကျွမ်းကျင်မှုတွေတခြားသူတွေတီတီစီးတွေကိုကြော်ညာရောင်းပေးတဲ့ affiliate marketing ကတော့ဘလိုမျိုးလဲ။ ။စောင်းမှာအဲ့ဒါနဲ့ပတ်သက်ပြီးပါထူးခြားတာပြောထားသေးလဲ။ Affiliate marketing ကလူတော့တွတ်တော်တည်တယ်။ဒါပေမဲ့စောင်းကအောင်မြင်တဲ့သူတွေရဲ့ဟိုဟာရှုဝှက်ချလို့ပြောလို့ရမလား။အဲ့ဒါကိုထောက်ပြတယ်။ဟုတ်ကဲ့။အဲ့ဒါကကုန်ပစ္စည်းကိုတန်းရောင်းဖို့ကြိုးစားတာတဲ့ဆိုင်ရင်လေခိုးကအဲ့ဒီတီးတဲ့နယ်ပယ်မှာကျွမ်းကျင်သူ expert တောင်းရင်လည်းရည်တည်ပြီးယုံကြည်မှုကိုအရင်တိဆောက်တာကပိုရည်ကြည်တယ်တဲ့။အော်ယုံကြည်မှုအရင်ပေါ့။ဟုတ်တယ် အဲ့ဒီယုံကြည်မှုခါနဲ့ရောင်းအားကနောက်ကလိုက်လာတယ်လို့ဆိုတယ်အဲ့ဒါကြောင့်ကိုပရိသတ်နဲ့ရေရှည်ဆက်ဆံရေးတီဆော့ဖို့အီးမေးလ်စာရင်းရဲ့အရေးပါပုံကိုလည်းသူကအထက်ထပ်ပြောထားတယ်အီးမေးလ်လစ်ကအရေးကြီးတာပေါ့ essence လို့ကြောင်ရထဲတာကတော့ဟုတ်ကဲ့အဲ့ဒါလဲဝင်ွေလမ်းကြောင်းတစ်ခုအနေနဲ့ထည့်စဉ်းစားလို့ရတာပေါ့ digital token တွေဝန်ဆောင်မှုတွေပြီးရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေရောင်းချင်ရင်က drop shipping ဆိုတာကြားဖို့တယ်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဟုတ် dropshipping ကအဓိကဆွဲဆောင်မှုကတော့ကိုယ်တိုင်ပစ္စည်းလက်ကျန်ထားစရာမလိုတာပဲအဲ့ဒါကောင်းလာပေါ့ဟုတ်မာယူမှုရမှာပေးသွင်းသူစီကနေဝယ်သူစီတိုက်ရိုက်ပို့ခွင့်လိုက်တဲ့စနစ်လေ eBay တို့ SC တို့လို online marketplace တွေမှာရောင်းတာလဲလုံးလို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့စာအုပ်ကသတိပေးထားတာတော့ရှိတယ်ပေးသွင်းသူအပေါ်မိခေါ်ရတာရယ်ကိုယ်တိုင်ပစ္စည်းရေးသွေးနဲ့ပို့ဆောင်မှုကိုထင်းကျုပ်ရခက်တာရယ် န် customer service ကိုကိုယ်တိုင်တာဝန်ယူရတာဒီကစိန်ခေါ်မှုဖြစ်နိုင်တယ်ဆိုတာမျိုးပေါ့အေးအဲ့ဒါတွေလားရှိမှာပဲနောက်ဆုံးညီတဲ့စာအုပ်ခဲမှာ membership site ဆိုတာပါသေးတယ်နော်အသင်းဝင်စနစ် website တွေအဲ့ဒါကတော့ရေရှိတီတန်နဲ့ဝင်ဝေးပုံထမ်းတစ်ခုတည်ဆောက်ချင်တဲ့သူတွေအတွက်စဉ်းစားစရာပဲလာစဉ်ဖြစ်ဖြစ်နေ့စဉ်ဖြစ်ဖြစ်အသင်းဝင်ချင်းနဲ့တီးတန်ကြောင်းရတွေဝန်ဆောင်မှုတွေပေးတာမျိုးလေအင်းအင်းဒါမနဲ့အဲ့ဒါကတန်ဖိုးကိုဆက်တိုက်ပေးနေနိုင်မှာအောင်မြင်မယ်နီလန်ပေါ့ ဒါကအစပိုင်းမှာပြောခဲ့တဲ့ကိုပိုင်ဒီဂျစ်တယ်ပိုင်ဆိုင်မှုတိစောက်တာနဲ့တော်တော်လေးဆက်ဆံနေတယ်။ဟုတ်ပြီ။ဒီနီးလန်းတွေအားလုံးကိုခြုံတီးလိုက်ညင်လေအရေးကြီးဆုံးသတိထားရမယ့်အချက်ကိုစာအုပ်ကဘလို့အနစ်ချုပ်ထားလဲ။အမ်အဓိကအချက်ကတော့လေဘယ်နီးလန်းမှာတကယ့်ကိုအလိုအရဝင်ငွေရခဲ့စနစ်ဆိုတာမျိုးမဟုတ်ဘူးဆိုတာပဲ။ဟုတ်ကဲ့။အမေလန်ပြုပြင်ထင်းထင်းမှုစောင့်ကြည့်မှုအလုံးလုံးနေဖို့လိုအပ်တယ်။ကြိုတေပြင်ဆင်မှုစီမံကိန်းဆွဲတာလည်းအရေးကြီးတယ်လို့ပဲ။ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းကိုပဲအာမကိုပဲနဲ့လေးဦးအားလုံးကိုတောင်းတလုံးတည်းမထည့်ရဘူးဆိုလိုမျိုးဖြန့်ကျက်ထားဘူး diversification လုပ်ဖို့အရေးကြီးပုံကိုစာရေးသူကတောက်လျှောက်အလေးပေးထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တာလေးကိုပြန်ကြည့်ရင် Richard Gasson ရဲ့စာအုပ်က online ကနေဝင်ငွေရှာဖို့ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းမျိုးစုံကိုတော်တော်လက်တွေ့ကျကျချပြထားတာတွေ့ရတယ်နော်ဟုတ်ပါတယ်စာအုပ်ရဲ့အဓိကတည်င်းစကားကတော့ရှင်းရှင်းလေးပဲရေးရှိအောင်မြင်မှုဆိုတာစိတ်ကူရင်းနေလို့မရဘူးอืม စနစ်တကျစီမံကိန်းချရမယ်အချိန်နဲ့လုံအားစိုက်ထုတ်ရမယ်ပရိတ်တအတွက်တည်ရတန်ဖိုးရှိတဲ့ຢာတစ်ခုပေးနိုင်ရမယ်ပြီးတော့ကိုယ့်ရဲ့ကြိုးပမ်းမှုတွေကိုနေရာတစ်ခုထဲမှာစုမထားပဲဖြန့်ကျက်ထားခြင်းအဲ့ဒါတွေပေါ်မှာမူတည်တယ်ဆိုတာပါပဲကောင်းပါပြီဒီဆွေးနွေးမှုကိုအဆုံးတက်ခါနီးမှာနားထောင်နေသူတွေအတွက်စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ဒီနေ့ပြောခဲ့တဲ့ क्वे ပြခဲ့နီးလိုင်းတွေတဲက ဘယ်နီလန်းကကိုယ့်ရဲ့လက်ရှိကျွမ်းကျင်မှုတွေစိတ်ဝင်စားမှုတွေနဲ့အံဝန်ခွင့်ကြထင်နိုင်ပြီးပိုပြီးနက်နက်ရှိုင်းရှိုင်းလေ့လာကြည့်ဖို့စိတ်ကူးခုခုဖြစ်ပေါ်လာစေပါတယ်လေ။